ကျွန်တော်ကလည်းကိုကြောက်ရှိပါတယ်။ကျွန်တော်ကတော့ကိုအဲ့လိုလေ။ကိုအဲ့ဒါတူပါအရင်တောင်းနေကြတာ။ဟုတ်တယ်ကြော်လေအဲ့ဒီမှာတစ်ခါကြာခဲ့ဖုန်းလိုချင်နေဆိုရယ်ကိုကြီးကဝယ်ပေးချင်နေတာပေါ်သာကြီးပါဖုန်းကျောက်ကပါလို့ပါလေပါလို့ပါလေဟမ်မင်းကဘယ်နဲ့လို့ကိုကြီးကခွဲကြဘူးလူလူချင်းကိုမခွဲကြဘူးဆိုတော့တရားတွေပဲအလူးနဲ့မေတ္တာရက်ခတ်ပါဘာဖြစ်လို့ကိုကြီးမလုံနိုင်တဲ့လူကိုသူတို့ကြီးလိုရတော့သူတို့ကြီးလို့နော်သူတို့ကြီးတရားတယ် ဒါအစ်မတန်ရှင်းရတပည့်ကြီးလဲတဲ့ခမ်းတော့မရှိဘူးဝင်ပါရဲ့အရန်ဝင်တာလည်းညီပဲအားမအလိုမရိုက်ဘူးတော့လေအမေရိုက်ကြတယ်အရန်ဝင် white thing ကကြွေးချမ်းရဲ့ရာလင်းကတိုက်ပြီးတော့ပြောရမယ်လို့ရှင်းပြလို့ပြ တော့ဒီဒီကမဲ့အောက်ကျဝန်ထမ်းလေးတွေကတော့ PMI တခုကြိုက်ထားတဲ့ကိုပို့ပြီးတော့ခံလဲခံလာလို့ဒီဆရာလည်းလာကြည့်ရတော့ကြောင့်နေပြန်ပါတယ်ဒီစကားလေးမှာဒါဒီလိုရေဆူရှင်ကတဝဲတောင်ကတန်ရှင်းဝန်ထမ်းနေတာကျွန်တော်ကဒီကားလေးကိုအောက်ခြေပထမယူတယ်ပြန်နေတာကိုပြန်ပါဒီရဖန်တယောက်ဖြစ်တဲ့အတွက်အများနဲ့ကိုင်းမြောက်လေအားလည်းပြပါတယ်သူရဖန်တယောက်ဖြစ်ပါတယ် ပြောပြမယ်။အင်းထဲမှာစီပောက်ကလို့ပြောတော့ပုံရကံထားပါမင်းတို့ကတန်ရှင်းရတပည့်စည်းလဲတဲ့ခိုင်းတော့မင်းဝင်ပါတယ်အရန်ဝင်တာလေကျွန်တော်ကအားမအလိုမရဘူးပေါ့လေကျွန်တော်ရိုက်ကအရန်ဝင်တာဒါဒီတကားလေးကအောက်ခြေလူလူနိုင်ရတော့အခြေခံပြီးဇာတ်မထားတာကလူလူချင်းလဲပွဲကြမဆက်ဆံမှုလဲကိုကြီးကပြောချင်ပါတယ်ပြီးတော့ဟာသူတို့ဟိုအမိုက်တိုက်တွေကိုလဲစီကန်တကြား မိမိတို့ဟိုတတ်မှတ်ထားမိုက်ပိုးလေးမှာထည့်ပေးတာပါ။ဘာဖြစ်လို့ကိုယ်တို့မလုပ်နိုင်တဲ့လို့ကိုယ်တို့ကြီးလိုရတော့ဒီနော်။သူတင်းတင်းရတယ်။ရှိခဲ့ပါတယ်။ဒီစကားလေးကိုရိုက်ပါဆိုတော့ကျွန်တော်ရဲ့ဒီတော့မိသားရဲ့နေရာမှာတောင်ထားဆောင်တဲ့ဘုန်းကြီးရဲ့မတောင်ထားဆောင်တဲ့နေရာမှာတော့ဒီတော့ဒီဘက်လည်းရိုက်ခဲ့တော့အတောက်ဝင်။ဟာအကိုလောက်သွားညီလောက်ကိုဖုန်းလေးကန်ပြီးဘက်လေးဝယ်ပေးခဲ့တာ။ ်ဒီဘက်မလို့ရင်လို့ကျင်တဲ့ iPhone လို့တော့မပြောပြနဲ့ဘယ်ရန်ကိုရင်းလို့လာလာတကယ်အပြင်မှာလည်းလက်တွေ့တက်တာဖြစ်နေတဲ့ခါကျတော့လေခြေခွဲရတယ်။ဒါဇလိုက်ကသူ့ဆောင်တဲ့ဂိုင်ဒါရီနဲ့တရားညီလေးတဲ့အားလုံးတစ်ထက်တည်းဒီကိုမွန်မခံကိုရိုက်နေနေတာဆိုတော့ဟိုဘောဟိုဘယ်လိုပြောမလဲဟိုဒီကိုမွန်မဆိုကောင်းကောင်းတော့ဝစ်ချင်ကြရပဲလေ။အကိုကြီးကဒီလိုဝန်ထမ်းတယောက်ဖြစ်နေတဲ့ခါကျတော့မပြည့်စုံဘဝတွေရ။ အဲ့လိုမျိုးပေါ့နော်အဲဖုံးစုံနဲ့ကောင်းသားကင်ချင်းနဲ့အကိုကတော့မရမ်းရအောင်လိုက်ရှာပေးတယ်အာပလုံတွေကောက်ဘောနော်အကုန်လုံးအဲ့လုပ်ပြီးရှာပြီးလို့ပြေးတယ်ဒီကအဲ့လိုမျိုးကိပတ်ဖြစ်နေလို့သူကမလို့ချင်းပောက်ခွဲပလိုက်တယ်အကိုမှချွေးသေးတာလေးနဲ့ရှာတာပြန်မှန်းခံပြီးတော့အဲ့ကင်ချင်းကပို့ပြီးတော့တက်တယ်ကျွန်တော်မှလည်းအကိုကြားရှိပါတယ်ဒီနေ့ကတော့အကိုအဲ့လိုမျိုးရဟိုဟာမိသားစုပါအရင်ကတောင်းနေကြတာဒီကတည်းကပြောလဲအဲ့လိုမျိုးတစ်ခါချက်ကတည်းကအကိုကသူ့ရဲ့ဥမာရတော့ ဖုန်းကရှိပြီလားတော့ဖုန်းလေးဆိုရောကျောင်းတော့တော့အခုလောက်ကြတော့အဲ့လိုမျိုးပဲဝယ်ပြီးတယ်အဲ့လိုဘလို့ကောင်းလေးပဲပဲဒါပေမဲ့သူ့လိုမျိုးတော့ရိုက်တော့မပြောဘူးဘောမကန်တက်တာကိုကျောင်းတော့မကန်တက်ဘူးကန်တက်တော့ဘောကနေသူ့အောင်ပြန်ယူပါဒါမျိုးလေးပဲဒုက္ခပါပဲဟာသူနဲ့သူတမင်းစားမှာဆိုတမင်းအရင်စားဖို့လောက်ထားခါရဲဆိုမှာပဲတက်တက်တာတွုံးပြီအေးလေစားရနေတောက်ခံနေချောင်းကတဟော့ဟော့နဲ့ညှော့စရာကြီး ထွက်လာလို့ရှိရင်တော့ဟိုငန်းတော်သူဘွားလေးတော့ယူလာခဲ့ပေါ့ငိုပါငိုပါအမိုက်ဟိုအကောင်လိုက်နေညမာလေးကကြောက်တက်ပြီးတော့ပြန်ဆင်းလာတာညမာလေးကိုလှမ်းခေါ်လိုက်တာညမာအကိုတယောက်လှမ်းခေါ်တော့တိတယ်ဒီကြောင်ဆောင်တယ်ပေါ့နော်ဘေးရကြောက်ပြတ်သွားတယ်အဲအဲ့လိုခွဲကြခွဲကြပေါ့အဲအဲ့လိုမျိုးကျွန်တော်အားကြောင့်လို့ကျွန်တော်တို့ဒီမနန်းတွေကိုပြင်ခွဲချဖို့လူလူချင်းကိုခွဲချဖို့ကျွန်တော်တရားတွေပဲအလုံးစုံမေတ္တာရက်ခတ်ပါတယ် အပိကြတဲ့ပြည်သက်တွေနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်28ရက်နေ့ကျရင်မြန်မာနိုင်ငံကရုပ်တင်ပြသမှာဖြစ်ပါတယ်